ကြောင်မျက်လုံးတရေကိုတွေ့လိုက်ပါတယ်။တကူလုံးကမျက်လုံးအဖြစ်နဲ့ပုံစံကအရန်ကိုကြောက်စရာကောင်းနေပါတယ်။သူတို့တွေကစာအုပ်ထဲကနေအဲ့ဒီတရေကကျက်သွန်အနီရေကြောက်တဲ့အကြောင်းကိုသိလိုက်ပြီးတဲ့နောက်မှာတော့ဒါကြောင့်မေသူတို့တွေဟာကျက်သွန်နေအရေကိုပြင်ဆင်ထားကြပါတယ်။ဒါပေမဲ့လည်းတရေကိုတကယ်တွေ့တဲ့အချိန်မှာတော့အရန်ကိုကြောက်သွားကြပါတယ်။ကောင်းလေးတယောက်ကတရေကိုချောင်းပြီးတော့ရမ်းမလို့လုပ်ပေမဲ့လည်းကျက်သွန်ရေထည့်ထားတဲ့ပူပေါင်းကိုကဲမိပြီးတော့ကိုကိုကိုပဲပြန်ထိသွားခဲ့ပါတယ်။ အဲ့ဒါနဲ့တရေကလည်းသူတို့ကိုတတိထားမိလာခဲ့ပြီးတော့တရေကိုနောက်ထပ်ကလေးနှစ်ယောက်ကဆက်ပြီးတော့လာပြီးတိုက်ခိုက်ပြီးမယ်လေတရေကိုမနိုင်တဲ့အပြင်ကိုယ့်ရဲ့မျက်လုံးနာတာပဲအဖက်တင်လို့တော့ပါတယ်ဒီလိုနဲ့နောက်ဆုံးမှတော့ကောင်မလေးတယောက်ကစစ်တုံကြီးဘုံကိုဆွဲပြီးတော့တရေကိုလာပြီးတော့ရင်ဆိုင်ပါတယ်တရေတတိတစ်ချက်လင်းနေတဲ့အချိန်မှာစစ်တုံကြီးကတရေကိုထိသွားခဲ့ပါတယ်နောက်ဆုံးမှတော့ရာမျက်လုံးတရေကိုမော်စာအုပ်နဲ့တင်ပိုက်နိုင်ခဲ့တာဖြစ်ပြီးအဲ့ဒီတရေကိုတင်ပိုက်နိုင်ခဲ့ပြီးမယ်နောင်နာမယ်တရေတွေကပို့ပြီးတော့ကြောက်ဖို့တော့ကောင်းနေပါတယ်တင်တဲ့အချိန်မှာလည်းပို့ပြီးတော့ခက်သွားမှဖြစ်ပြီး တရေနောက်ထပ်တကောင်ကတော့တောင်တရေပါပဲအဲ့ဒီတရေကတော့မြေမြေရွေလျားနိုင်ပြီးတော့မှအရန်ကိုအားရှိပါတယ်သူထွက်လာဖို့ဆိုရင်တောင်ထဲဘက်ကိုမျက်နှာချင်းဆိုင်ပြီးတော့သွားစေးရမှာပဲဖြစ်ပါတယ်ဈေးထားတဲ့ဇကားတွေကိုနားထောင်ရခက်လေလေတရေထွက်တန်ချိန်များလေလေဖြစ်ပြီးဒါကြောင့်မလို့ပဲသူတို့တွေဟာအနည်းဆုံးတောင်ပေါ်ကိုသွားလိုက်ပါတယ်ဒါပေမဲ့သူတို့တွေဘလောက်ပဲစစ်စစ်ကိုယ့်ရဲ့အတန်ကိုပဲ့တင်တင်ကြားနေရပြီးတရေကသူတို့ကိုတော့အဖက်တော့မလုပ်ပါဘူးဘဝတူလီကထားပြီးဆက်လိုက်တဲ့အခါမှာတော့တရေကချက်ချင်းပေါ်လာခဲ့ပြီးသူတို့ကိုလာပြီးတော့တိုက်ခိုက်ပါတော့တယ် ူကအရန်ကိုမြင်ပြီးတော့ကြောက်စရာကောင်းတာဖြစ်ပြီးနောက်ဆုံးမှာတော့ကောင်းဒီတယောက်ကထောင်ချောက်ဆင်ပြီးတော့တောင်တရေကိုတင်ပိုက်လိုက်ပါတယ်။ပြီးလို့ရှိရင်စာအုပ်ထဲမှာနောက်ထပ်သွားသိမ်းရမယ့်တရေပုံပေါ်လာခဲ့ပြီးအဲ့ဒီတရေကတော့ဂွန်းတီရှူတရေပါ။ညစ်ဘက်ကအရန်ကိုမုံပါတယ်ပြီးလို့ရှိရင်လည်းအရန်ကိုအဥ္စာ၆ပါးတည်းကိုပိုင်နဲ့နေမြေကျူးကျော်ခင်ရတော့ကိုမကြိုက်ပါဘူး။ဂွန်းတီရှူတရေအလေးထားကိုကြည့်ပြီးတော့သူတို့တွေဟာထောင်ချောက်ဆင်လိုက်ပါတယ်။ပရမတော်အစင်ကတော့ဂွန်းတီရှူတရေနဲ့တူတဲ့တရေအတူကိုလှုပ်ပြီးတော့ဆွလွတ်တလို့လွတ်ထားပါတယ်။အဲ့ဒါနဲ့ပဲဂွန်းတီရှူတရေကသူနဲ့မျိုးတူတဲ့ တခြားသေးရဲ့သူ့ရဲ့နေမီကိုလာပြီးတော့ကျူးကျော်တဲ့ထင်ပြီးတော့တိုက်ခိုက်ဖို့လုပ်ပါတယ်။အဲ့ဒီခါမှာတော့ဝါတုတ်လေးကငမားချင်းနဲ့တရေစစ်ကိုသွားပြီးတော့ခြေချလိုက်ပြီးတရေကလည်းစိတ်ဆိုးပြီးတော့ဝါတုတ်လေးကိုလာဖမ်းပါတော့တယ်။ဝါတုတ်လေးအဖမ်းခင်ရတဲ့အခါမှာကျန်တဲ့ကလေးတွေကဝါတုတ်လေးကိုလာဖက်ထားပြီးပါတယ်။ပြီးလို့ရှိရင်ကောင်မလေးတွေကစည်ရည်တန်းတန်းနဲ့တရေကိုပြစ်ပါတယ်။မင်းရဲ့ပတ်ချင်ရဲ့အရှုံးပေးဖို့အတွက်တရေကိုပြန်ချင်းချောင်းနေပြီးသူတို့ပြစ်လိုက်တဲ့စည်ရည်တွေကြောင့်ပဲဂွန်တီရှူတရေကအယမ်းပေါ်မှာညစ်ပတ်သွားပါတယ်။ နောက်ဆုံးတော့အရှုံးပေးပြီးတော့တိမ်မဲ့ခင်းတာဖြစ်ပြီးသူတို့တွေရင်ဆိုင်မဲ့တရေနောက်ထပ်တကောင်ကတော့ Nike Boss Monster ပဲဖြစ်ပါတယ်အဲ့ဒီတေကတော့သူရဲ့တန်းကိုသွားကြင်တဲ့လူတိုင်းကိုဖန်ထားတာဖြစ်ပြီးတော့မှခရီးတယောက်ကမယုံလို့မျက်နှာပြောင်ပြီးတော့မှသွားပြီးတော့ဖန်ထားလိုက်ပါတယ်။သူရဲ့လက်ကတန်းကိုဖန်လိုက်တာနဲ့လွတ်လွတ်မြေရဖြစ်နေခဲ့ပြီးတငယ်ချင်းတွေကသွားပြီးတော့ဆွဲချပေးလဲမရပါဘူး။နောက်ထပ်ခရီးတယောက်ကတော့မော်စာအုပ်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာသူရဲ့တငယ်ချင်းကမန်ဂီဘာမွန်စတာကိုသွားပြီးတော့ဖန်တာသိလိုက်ရပါတယ်။သူသွားပြီးတော့ဖန်လိုက်တာနဲ့အိပ်ပျော်နေတဲ့တေကနိုးလာတာဖြစ်ပြီး မှတ်တမ်းရဆိုလို့ရှင်တော့အဲ့ဒီတရေကသူ့ရဲ့တန်းလာဖန်တဲ့သူအားလုံးကိုမိုးပေါ်ကိုခေါ်သွားပြီးတော့အမြင့်တစ်ခုကိုရောက်တဲ့အခါမှာလွှတ်ချတတ်ပါတယ်။သူတို့တငယ်ချင်းကိုဖမ်းသွားတဲ့အချိန်မှာတခြားလူကလည်းကိုယ့်ရဲ့အလေးချိန်နဲ့တငယ်ချင်းကိုကာဝေးဖို့လုပ်ပါတယ်။ဒါပေမဲ့လည်းမထူးခြားပါဘူးအကုန်လုံး